မင်္ဂလာပါရှင်ခေတ္တတလီဗေးရှင်းချန်နယ်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပခုတ်ကူမျိုးကောက်ကွင်းမှာညပိုင်းပြန်လာတဲ့ကပ္ပစ24မှာဘုံမူတော်စင်ဦးနဲ့စစ်တပ်တောက်တိုင်းအိမ်ပြူတော့ GTP ပိုင်ရှင်ဖြစ်သူမြင့်ဦးတို့ပြစ်ခတ်ခံရပြီးတိစုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းပခုတ်ကူမျိုးကောက်ကွင်းမှာပြန်လာတဲ့ကပ္ပစ24မှာဘုံမူတော်စင်ဦးနဲ့စစ်တပ်တောက်တိုင်းအိမ်ပြူတော့ GTP ပိုင်ရှင်မြင့်ဦးတို့ပြစ်ခတ်ခံရပြီးတိစုံသွားကြောင်းဒေသနေပြည်သူများနဲ့အကွက် People Defense ဘုံမှာတာဝန်ရှိသူတို့ကပြောပါရယ်မနေ့ကဤပြည်လဆိုင်ရဲ့ည9:00ခန်းကပခ ခုတ်ကူမျိုးကောက်ကွဲမှာကားနဲ့ပြန်လာတဲ့ကားမဆ24မှာပုံမှုတော်စင်ဦးနဲ့စစ်တပ်တောက်တိုင်အင်ပြူတော် KTB ပိုင်ရှင်မြင့်ဦးတို့ကိုပခုတ်ကူမျိုးစက်မှုဆောင်ဘူတာနဲ့အင်ပြူတော် KTB ကြားအရာပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေကအနီးကပ်ပြက်ခတ်တိုက်ခိုက်ရာနှောက်ဦးစလုံးနေရမှာပဲတင်းဆုံသွားကြောင်းသိရပါဗျ။ညကကြာလာအင်ပြူတော် KTB ကိုဝင်ပစ်တယ်လို့ကြားတာပြက်ခတ်တန်တွေကလက်နက်ကြီးထူတန်တွေရောလက်နက်ငယ်ပြက်တန်တွေရောစုညံနေတာအင်ပြူတော် KTB နဲ့အခုဖြစ်နေတဲ့နေရာကစိုးတွင်းရွာလေးပဲခြားတာလို့ပခုတ်ကူမျိုးနဲ့ပြည်သူတောင်ကပြောကြားခဲ့ပါဗျ။ အဆိုပါတိုက်ခိုက်မှုကို Acquit People Defense Force Turin DR Sis Sansans Galleria for Justice Revolution Force Hunter PKU Black Cherdam ပခောက်ကူခရိုင်တည်ရင်နှင့် မြိုင်ပကဖတရင်တုံတက်ခွဲလီနဲ့ရွှေညာမြေတက်ခွဲပခုတ်ကူတို့ပူပေါင်းကလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ပြည်သူများအနေနဲ့စည်ရေးအရှိန်မြင့်လာတာကြောင့်စစ်ကောင်စီတပ်ကစစ်ကောင်စီတပ်သားများနဲ့ခတ်ဝဲဝဲသွားလာနေထိုင်ကြဖို့ပြည်သူကာကွယ်ဖွဲ့တွေကမြစ်တာရက်ခံထားပါတယ်။ပြီးခဲ့တဲ့လီရက်ခံကလည်းပခုတ်ကူမျိုးပေါ်ရှိစစ်တပ်ဒေါက်တိုင်မိုင်တဲယုံကိုလက်နက်ကြီးနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုရှိကြောင်းပစ်ခတ်ခံရပြီးနောက်တနေ့မှလက်နက်ပြောက်သွားတယ်လို့ဆိုပြီးပခုတ်ကူတမျိုးလုံးကိုဖိတ်ဆို့ရှာဖွေမှုတွေလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဖလန်းမျိုးတင်တိုက်ပွဲမှာမြင်းကြံပလတ် ိုက်ကတပ်ဖွဲ့က9ဦး PDS ဇိုလန်တပ်ဖွဲ့က10ဦးကြာဆုံးခဲ့ရပြီး3ဦးခြေလက်အင်ကဆုံးရှုံးခဲ့က30ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငါလာကြာမြင့်ခဲ့တဲ့ချင်းပြည်နယ်ဖလန်းမြို့တိုင်းတိုက်ပွဲအတွင်းအညာမြေမန္တလေးတိုင်းခြေဆိုင်မြင်းကျန်ဘလတ်တိုက်ကတပ်ဖွဲ့မှရဲဘော်9ဦးတီးတေမြို့နယ်အခြေဆိုင် PDS ဇိုလန်တပ်ဖွဲ့က10ဦးကြာဆုံးခဲ့ရပြီးမြင်းကျန်ဘလတ်တိုက်က IMPD တပ်ဖွဲ့မှရဲဘော်3ဦးခြေလက်အင်ကဆုံးရှုံးခဲ့ရကရဲဘော်30ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MPD နဲ့ PDS ဇိုလန်တပ်ဖွဲ့က AP လဆိုင်ရည်နေနဲ့ ဧပြီလ17ရက်နေ့မှာအတိအကျထုတ်ပြန်လိုက်ပါတယ်။မြင်းချံ Blood Tiger MPD ကအခုချိန်မှာချင်းပြည်နယ်ဖလန်းမြို့ကစကစကင်းစင်နယ်မြေဖြစ်ပူပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့ဂျာမန်ကွန်မန်ဒိုစစ်ကြောင်းနဲ့ဂျာမန်စစ်ကြောင်းခုနှစ်မှရဲဘော်တွေရဲ့ဇွဲလုံးနာတပ်တီနဲ့အမိတ်နာခံမှုတို့ကိုမိမိတို့ MPD တပ်ဖွဲ့မှအထူးပင်ဂုဏ်ယူလေးစားမိရဲ့လို့ထုတ်ပြန်ထားပါတယ်။ဖလန်းမြို့တိုင်းတပ်ဖွဲ့တွင်ချင်းညီနောင်တပ်ဖွဲ့ဝင် PDS ဆိုလျံ တပ်ဖွဲ့ကဆယ်ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့ PDS ဇိုလန်က AP လ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဖလန်းမြို့တင်တပ်ဖွဲ့ကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့9လပြည့်တဲ့ AP လ9ရက်နေ့မှာဖလန်းမြို့နယ်တစ်ခုလုံးကိုစစ်ကောင်စီကင်းစင်တဲ့နေမြေဖြစ်ဖော်ဆောင်နိုင်ခဲ့ပြီးချင်းလက်နက်ကိုင်6ဖွဲ့စုဖွဲ့ထားတဲ့ချင်းညီနောင်ဖွဲ့က AP လ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးမြန်မာစစ်တပ်ကိုဆက်လက်နဲ့ထောက်ပံ့နေတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီ ABIC ရဲ့မိဘ Airbus ဥရောပလေကြောင်းကုမ္ပဏီချင်း OECD မှာတိုင်ကြားခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မိဖက်ဖြစ်သူတရုတ်နေကြဆက်မှု corporation ABIC ရဲ့မြန်မာစစ်တပ်ကိုစစ်လင်ရင်လက်နက်နဲ့ဤပညာထောက်ပံ့ပေးနေမှုတွေပေါ်ဖိအားပေးအရေးယူခြင်းတစုံတရာမရှိရကြောင်းအရက်ဖက်ဖွဲ့စည်းတခုကဥရောပလေကြောင်းစီးပွားရေးလုပ်ငန်းကြီး Airbus ကိုအရေးယူပြီးပို OECD ကို AB 9ရက်နေ့ကတိုင်ကြားခဲ့ပါတယ်။အဆိုပါတိုင်ကြားစာကိုစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖွဲ့ OECD ရဲ့နေသာလန်နိုင်ငံ Amsterdam မြို့နိုင်ငံအစဉ်တိုင်ကြားချက်ဌာနကိုတရားဝင်တိုင်ကြားခဲ့တာဖြစ်ပြီးလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့်တိုင်ကြားခဲ့တဲ့မြန်မာရက်ဖက်အဖွဲ့စည်းရဲ့အမည် ီကိုထုတ်ပြန်ကြီးညာထားခြင်းမရှိပါဘူးအဲ့ဒီတိုင်ကြားချက်က Airbus အနေနဲ့တရုတ်နိုင်ငံမှာတဆင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ဆက်နွယ်နေရဆိုတဲ့ Justice for Myanmar Infro Bamini အဖွဲ့တို့ရဲ့2024ခုနှစ်စက်တင်ဘာလအစည်းအဝေးခန်းစာထွက်ရှိခဲ့ပြီးနောက်ပိုင်းဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်တိုင်ကြားချက်အတွင်း Airbus ကုမ္ပဏီရဲ့ AVIC နဲ့စီးပွားရေးပတ်သက်ဆက်နွယ်မှုတွေဖော်ပြပါရှိသလို Airbus ရဲ့မိဘတရုတ်နိုင်ငံပိုင်းလေကြောင်းလက်နက်ကုမ္ပဏီ AVIC ကလေရင်လက်နက်ဆက်ဆက်ပစ္စည်းနဲ့နည်းပညာအကူအညီတွေကိုမြန်မာစစ်တပ်က ကိုထောက်ပံ့ပေးရနေတာကြောင့်၎င်းလုံရက်တွေကိုရပ်တန့်ဖို့အတွက် ABS အနေနဲ့ ABIC ကိုဖိအားပေးလှုံ့ဆော်တင်ကြောင်းဖော်ပြပါရှိပါရယ် Justice for Myanmar နဲ့ Infro Barmini တို့ရဲ့ဖွင့်စည်းရင်ခန်းစာမှာ ABIC ကနိုင်ငံတကာဆက်ရဆွေးမှုတွေများကျူးလွန်ရမှာအသုံးပြုတဲ့မြန်မာစစ်တပ်ရဲ့ leader တိုက်ခိုက်ရေးရင်းနဲ့အခြားစစ်လင်ရင်များကိုအတိအကျရှောင်းချထောက်ပံ့သူဖြစ်ကြောင်းဖော်ထုတ်ခဲ့ပါရယ် မြန်မာလီတက်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာနာသိန်းကျူပတ်မှုနောက်ပိုင်းနှစ်နိုင်ငံငံတဝန်ခုခံတော်လှန်မှုတွေကိုတုံ့ပြန်ဖို့အတွက်အရသာပြည်သူများအပါအဝင်နေရာအနှံ့ပြားကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်2024ခုနှစ်စွန်လမှာမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအရသာပြည်သူတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေက6လအတွင်း9ဆမြင့်တက်လာခဲ့ကြောင်းရှင်းသားထားပါတယ်ဒါအပြင် AVI China ရဲ့ corporate အဖွဲ့မှမြန်မာစစ်တပ်ထံစစ်လေယာဉ်များရောင်းချထောက်ပံ့ထားတဲ့ AVIC company ွဲများစွာပါဝင်နေပြီးအဆိုပါစစ်လေယာဉ်များကိုအရက်သားပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေအတွင်းအသုံးပြုတဲ့မှတ်တမ်းများလည်းတွေ့ရှိထားကြောင်းအဆိုပါတိုင်ကြားစာမှာဖော်ပြထားပါတယ်။ဥရောပ Airbus ကုမ္ပဏီကြီးကဟောင်ကောင်မှာပုံတင် AV China Interesting and Technology Company မှာရင်းနှီးမြှုပ်နှံထားပြီးတရုတ်နိုင်ငံတဝန်ရှိ ABIC ကုမ္ပဏီများနဲ့လုပ်ငန်းများစွာပူးတွဲလုပ်ကိုင်ခြင်းဖြင့်တရုတ်လေကြောင်းပိုင်းနိုင်ငံကုမ္ပဏီကြီး AVIC နဲ့တိုက်ရိုက်ဆက်ဆံနေပါတယ်။ Airbus အနေနဲ့ AVIC နဲ့စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုတွေမှာလေးစားလိုက်နိုင်ရမယ်၎င်းတို့ရဲ့လူခွင့်ရေးဆိုင်ရာနိုင်ငံတကာတာဝန်တွေကိုလိုက်နာလုပ်ဆောင်ဖို့ပြက်ကွက်ခဲ့ကြောင်းလည်းတိုင်ကြားချက်တွေမှာဖော်ပြထားပါတယ်။နိုင်ငံဆောင်ကော်ပိုရေးရှင်းကြီးများဆိုင်ရာသုတေသနစင်တာဆိုမိုရဲ့ယာယီအမှုဆောင်ဒါရိုက်တာက AVIC နဲ့ AVIC China တို့နဲ့စီးပွားရေးပတ်သက်ဆက်နွယ်မှုတွေကတဆင့်မြန်မာနိုင်ငံအတွင်းပဋိပက္ခတွေနဲ့တိုင်းရိုက်ဆက်နွယ်မှုတွေကို Airbus အနေနဲ့အငင်း ညင်းကွယ်လို့မရပါဘူး Airbus အနေနဲ့လူခွင့်ရေကိုလေးစားလိုက်နာဖို့ရှေးပုံရတာဝန်တရက်ရှိပါတယ်ဒါပြင် AVIC နဲ့ Evertina တို့မြန်မာစစ်တပ်စီစစ်လင်ရင်တွေရောင်းချတာစေအောင်စုစီနည်းပညာအကူအညီတွေနဲ့လေ့ကျင့်သင်ကြားမှုတွေပေးအပ်နေတာကိုရပ်တန့်စေဖို့တီးခြားတာဝန်တွေလည်းရှိပါတယ်။ ABS အနေနဲ့ဒါကိုလှုပ်ဆောင်နိုင်မှုမရှိရင်အဲ့ဒီ AVIC နဲ့စီးပွားရေးဆက်နွယ်မှုတွေကိုတာဝန်ယူမှုရှိစွာဖျက်တောက်တင်ပါတယ် ABS အနေနဲ့စေအုပ်စုစီသူတို့ကိုယ်တိုင်ဆက်လက်နေတဲ့လွှဲပြောင်းပေးအပ်တာမဟုတ်ဘူးဒါမှမဟုတ် AVIC နဲ့ AV China တို့ပေါ့အပြေအဝထိန်းချုပ်နိုင်စွမ်းမရှိဘူးဆိုတဲ့အချက်ကသူတို့ရဲ့တာဝန်ဝတ္တရားတွေကိုလျော့ပါသွားစေမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ် AV China ရဲ့မြန်မာစစ်တပ်ကိုပြီးပို့ခဲ့တာတွေမှာ K8 တိုက်လေယာဉ်နဲ့ဝိုင်းတွဲစစ်ဘက်တွေကိုပို့ဆောင်ရင်းနဲ့ဗတ်ဆောင်သုံးလေယာဉ်များပါဝင်ကြောင်းအစိုးရကုမ္ပဏီရဲ့၂၀၂၃ 2023ခုနှစ်နှစ်ပတ်လည်စီရင်ခန်းစာကိုကိုးကားပြီးတိုင်ကြားချက်မှာဖော်ပြထားပါတယ်။ အာနာသိန်းချုပ်ပတ်မှုလေးနှစ်ကျော်လာကြာလာတဲ့ချိန်တွင်မြန်မာစစ်အုပ်စုကစိုးရွားလာတဲ့လူခွေရင်ချုပ်ပတ်မှုတွေကိုအပြစ်ပေးအရေးယူခံရခြင်းစိုးစင်းများမရှိဆက်လက်ကျူးလွန်နိုင်ခြင်းကလည်း AVIC ကဲ့သို့နိုင်ငံသားမိဖက်တွေထံတိုင်းလင်ရင်များဆက်ဆက်ပြုပြင်ထိန်းသိမ်းမွမ်းမံရင်းဤပညာဝန်ဆောင်မှုတွေနဲ့ဆက်လက်နဲ့များဆက်လက်ရရှိနေခြင်းကြောင့်သာဖြစ်ပြီးအဲ့ဒီ AVIC ရဲ့လုံရများရတန်းစေဖို့အတွက်၎င်းရဲ့မိဖက်ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus အနေနဲ့ဖိအားပေးလှုံ့ဆော်တင်ကြောင်းဒီလိုမဟုတ်ပါက Airbus အနေနဲ့ AVIC ရှင်ရင်းနှီးမြှုပ်နှံထားမှုတွေကိုအလ ုံးစုံရုပ်သိမ်းတင်ကြောင်းမြမအရေးတက်ကြလှူရှားသူတွေကဆိုတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။